ဒေနနိုင်တော့မှနေပြီကေမော်လို့နိုဝင်ဘာလသည်စောင်းရသည်တရုတ်ကိုပီပီတတာမဖော်ပြနိုင်သေးတော့လေမြောက်ပြန်လီများဖြင့်မုတ်တုံရသည်ကိုနင်ထုတ်နေသောကာလဖြစ်တကေသောအရခရတတ်တော်အေအေသည်လည်း2023နိုဝင်ဘာ23ရက်တွင်ရခိုင်ပြည်အလေအပြောင်းကာလကိုစောင်းယူလာခဲ့ပါတယ်မြောက်ပိုင်းညီနောင်မဟာမိတ်ဖွဲ့ဝင်အေအေသည်စစ်ကောင်စီတပ်နှင့်ပြစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့ပြီး ယခိုင်ပြည်သူများစိတ်အားထက်သန်စွာစောင့်မျှော်နေလီညော့ကင်းတိုက်ပွဲဟုခေါ်ဆိုရသော စီအေးလှုပ်ရှားမှုကြီးကိုစတင်ခဲ့ခြင်းဖြစ်ပါတယ်။ထိုနေ့ရက်သည်အေအေစစ်ဦးစည်းချုပ်ဘူချုပ်ထွန်းမြတ်နိုင်ပေးထားခဲ့သောလွန်ခဲ့သည့်နှစ်နှစ်ကျော်ကဂရီစကားကိုလက်တွေ့ပြသလိုက်ခြင်းဖြစ်ပြီးယခိုင်သမိုင်းအချိုးအကွေ့တစ်ခုကိုဖန်တီးလိုက်ခြင်းလည်းဖြစ်ပါတယ်။ပြီးခဲ့2023ဇွန်လတွင်၎င်း၏ရဲဘော်များကိုငါတို့မှာတော့ 2024-2025ဒီနှစ်နှစ်အတွင်းမှာကဘာအိတ်ကိုတက်သေးပြမယ်အလုံးနဲ့တက်သေးပြမယ်ရလတ်ကိုဖန်တီးပြမယ်တခုခုတော့ပြောင်းလဲစီရမယ်ဆိုသည့်ကတိစကားများဟာမီဒီယာများတွင်ပြန့်နှံ့ခဲ့ပါတယ်2023နိုဝင်ဘာ13ရက်တွင်စတင်ခဲ့သောရခိုင်မျိုးသင်းစတိုက်ပွဲသည်ယခုခါနှစ်နှစ်ပြည့်မြောက်လာခဲ့ပြီးဘူဂျုတ်ထွန်းမြတ်နိုင်ပေးထားခဲ့သည့်အနာဂတ်အမြင်နှင့်ကတိစကားများ ရီမန်းချက်များသည်လက်ရှိအချိန်တွင်အတိအကျပုံပေါ်လာခဲ့ပြီဖြစ်ကြောင်းတွေးမြင်ကြရမည်ဖြစ်ပါသည်အပြောနှင့်အလုပ် life fight ညီမှုနှင့် AA8 view ဟာမြောက်အစီအစဉ်2023ခုနှစ်နိုဝင်ဘာ23ရက်တွင်စတင်ခဲ့သောရခိုင်မြို့တိုင်းတိုက်ပွဲများသည်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏အပြောနှင့်အလုပ် live fight ညီမှုကိုပြသနေသည့် AAE လယုံရည်နုနုလုံးရည်တို့ကိုဗျူဟာမြောက်စွာချပြောက်လိုက်ခြင်းဖြစ်ပါသည် ဘူချုပ်ထွန်းမြတ်နိုင်သည့်နိုင်ငံရေးရပိုင်ခွင့်များနှင့်အနာဂတ်ရည်မှန်းချက်များကိုအာဏာမသိမ်းမီကာလ2021ခုနှစ်မတိုင်မီကပင်ပြည်သူများထံရဲဝံဝချပြခဲ့ပြီးထို့အခါကပြင်းပြင်းထန်ထန်ဝေဖန်မှုများနှင့်အထင်သေးမှုများကိုရင်ဆိုင်ခဲ့ကြရပါသည်။သို့တော်လည်းထိုရည်မှန်းချက်များသည် လေထဲကစကလုံးများမဟုတ်ခဲ့ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဧကစကားများသည်ရခိုင်လူထုအထွတ်စိတ်ဓာတ်ခွန်အားများရရှိစေခဲ့ပြီး AA ကိုအင်အားတောင်းတင်းစေရန်ကြိုတင်ပင်ဆင်မှုများအဖြစ်ဗျူဟာမြောက်အထောက်ပံ့ဖြစ်ခဲ့ပါသည်တိုက်ပွဲနှစ်နှစ်တာကာလအတွင်းစီးရီးနှင့်နိုင်ငံရေးချင်းငွေရှာကိုတိတိသာသာ ပြောင်းလဲနိုင်ခဲ့ခြင်းသည် ထိုဗျူဟာမြောက်ပင်စင်မှုများ၏အတီးပွင့်ပင်ဖြစ်ပါသည် ရင်းပြင်ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်နိုင်သောလူထုဗဟုပြုဒေါ်လာဤပန်ဇန်ကိုလည်းလက်တွေ့အကောင့်ထဲပေါ်ပြခဲ့ခြင်းကအောင်မြင်မှုဤအဓိကတော့ချက်ဖြစ်စေခဲ့ပါတယ်အေးအီမုန်တိုင်းထန်တော်ခရီးလန်းနဲ့အဖိုးမဖြတ်နိုင်သောအောင်မြင်မှုမြမပြည်မြောက်ပိုင်းဒေသကချင်နှင့်ရှမ်းပြည်နယ်တို့တွင်စစ်ရေးအစပြုတ်ခဲ့ရသောအေးအေးအတွက်ယင်းဤရရှိထားသည့်အောင်မြင်မှုများသည်လေကူသောခရီးလန်းမဟုတ်ခဲ့ပါဘူး ကချင်းပြည်နယ်လိုင်းစားတွင်2009ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သော AAD စစ်ရဲအတွေ့အကြုံရရှိရေးနှင့်မြန်မာစစ်တပ်၏စစ်ရဲလှုပ်ရှားမှုပုံစံများကိုနားလည်ရန်ရှမ်းမြောက်၏တိုက်ပွဲများမှာပါအသက်သွေးများရင်းလီပိတ်ဆက်ခဲ့ကြရပါသည်နောက်ဆက်မကုနေတွင်ချင်းပြည်နယ်မှတဆင့်ထိုးဖောက်ဝင်ရောက်လာခဲ့သည်ပလောဝဒေတာအနှံ့တွင်မြန်မာစစ်တပ်နှင့်တိုက်ပွဲပေါင်းမြောက်များစွာပြင်းပြင်းထန်ထန်ဖြတ်တန်းခဲ့ရပါသည်ယင်းနောက်2018အနှစ်ကုန်ပိုင်းဒီဇင်ဘာတွင် ုံနာကျွန်းမြူနဲ့တောပြားချောင်းဒေသနတ်တရီကြီးရွာအနီးတွင်မြမစစ်တပ်နှင့်ထီးတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးရင်းတိုက်ပွဲသည်ရခိုင်ပြည်တွင်ပထမအဦးဆုံးတိုက်ပွဲဖြစ်တဲ့ကဲ့သို့ရခိုင်လူထုတောင်းတအနည်းသည့်တော်လန်ရေးကြီးဖောက်တန်ကိုစတင်ခဲ့ခြင်းဟုခေါ်တွင်နေပါတယ်2019တွင်ဘူးတီတောင် မွန်ဂိုဒီတရှိနေကြားဆောင်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက်မြန်မာစစ်တပ်ဘက်ကအမိဖြတ်ချေမှုကြီးအပြင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် NLE အစိုးရ၏တရားဝင်ထုတ်ပြန်မှုကိုပါခံခဲ့ရပါတယ်ထို့ကြောင့်တီထောင်ချိန်မှစ၍ရခိုင်ပြည်သို့ခြေကုပ်ယူရန်ကြိုးပမ်းစဉ်ကာလများအတွင်ကြုံတွေ့ခဲ့ရသောအေလီခြေလန်းတိုင်းသည်စိန်ခေါ်မှုများကိနဲ့နေခဲ့ပါသည်။သို့ထို့လည်း ၎င်းတို့၏ဤမန်တဲ့ဖြစ်သောယခိတလန်းစဉ်အပေါ်မရင်မရန်ယက်တည်နိုင်ခဲ့သည့်ဖြင့်ယခိုင်လူထု၏အပိအဝယုံကြည်မှုနှင့် အဖိုးမခက်နိုင်သောထောက်ခံမှုတို့ကိုရရှိခဲ့ကြောင်းယခိုင်မှုတိုင်းတိုက်ပွဲများကလက်ရှိတက်တည်ပြလျက်ရှိပါသည်အထောက်၂၀ခုစစ်စင်ကြီးကိုချိဆက်ခဲ့သော EAE တီးခြားနိုင်ငံကြီး ရှမ်းမြောက်ဒေသတွင်2023ခုနှစ်အောက်တိုဘာလ29ရက်နေ့စတင်ခဲ့သော2029စစ်စင်ရည်သည်ညီနောင်မဟာမိတ်၃ဘွယ်တို့၏ပူးပေါင်းစစ်စင်ရည်ဖြစ်တော်လဲရခိုင်ပြည်အတိတ်ပြညာစွာတက်ရောက်စေခဲ့ပါသည် ရခိုင်မြို့ဒင်းတိုက်ပွဲများကို2029ဤအစိတ်အပိုင်းအဖြစ်ပုံဖော်ခြင်းသည်စစ်ကောင်စီ၏အာဏာကို တပြိုင်နက်တည်းဖိအားပေးလိုခြင်းအပအဝင် ရခိုင်အရေးကိုမြန်မာနိုင်ငံ၏တောင်လန်ရေးအရှိန်အဟုန်ညစ်တဒါတဲ့ထိကြောင်ပြသနိုင်ခဲ့ခြင်းဖြစ်ပါရယ်ရင်းတယောက်မှုသည်နှွေဦးတောင်လန်ရေးအင်အားစုများအတွက်ပါ အကျိုးကျေးဇူးများဖြစ်ထွန်းစေခဲ့ပြီးတချိန်ထဲမှာပင် AAEC ရေးအောင်မြင်မှုများကို နိုင်ငံတကာအတိုင်းဝန်းဝ ပိုမိုအာယုဆိုင်စီရန်စွမ်းဆောင်နိုင်ခဲ့ပါတယ်။အခြားတက္ကသိုလ်တွင် ULA AAD ၎င်းတို့၏တရားရည်မှန်းချက်များနှင့်မိမိကံကြမ္မာကိုမိမိဆုံးဖြတ်ပိုင်ခွင့်ဆိုသည့်ရှင်းလင်းပြတ်သားမှုကိုပြသ၍နိုင်ငံရေးခြေလမ်းကို ခိုင်မာစွာလှမ်းလိုက်ခြင်းဖြစ်ကြောင်းတွေ့မြင်ကြရမည်ဖြစ်ပါတယ်။စရဲအောင်မြင်မှုမှအုတ်ချုပ်ရေးစိန်ခေါ်မှုနှင့်အနာဂတ်တည်ဆောက်ရေး စည်ရဲရစခန်းများမြို့များကိုတိမ့်ပိုက်နိုင်ခြင်းသည်ဂုံယူစရာကောင်းတော်လဲတော်လရဲတပ်ဖွဲ့များရင်ဆိုင်ရလေရှိသည့်အ धिक စိန်ခေါ်မှုမှာအုပ်ချုပ်ရေးရန်တရားထက်ပါれထို့အပြင်စစ်ကွဲကြောင်ပစ္စည်းခဲ့ရသည့်လမ်းပန်းဆက်သွဲရေးအိုးအိမ်များနှင့်ဖွံ့ဖြိုးရေးအတွက်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များမှာလည်းစနစ်တကျထင်ရန်လိုအပ်ပါれ AAE ပင်မလက်တန် ULA သည်၎င်းတို့ထိန်းချုပ်ထားသောနယ်မြေများတွင်တရားစီရင်ရေး၊လုံခြုံရေး၊ကျမ်းမာရေး၊ပညာရေးစသည့်ပြည်သူဝန်ဆောင်မှုများကိုအာသွန်ခေါ်ဆိုင်ချိုးပန်းနေတော်လဲရခိုင်ပြည်သူများနှင့်အုပ်ချုပ်ရေးဆိုင်ရာပို့တိုင်မှုများရှိနေသည့်ကိုညင်ပယ်၍မဟုတ်ရာရခိုင်ပြည်သူဆောင်ရွက်တာလိုအပ်နေသောရန်ပုံငွေလူအရင်းမြစွာအနှင့်အခြေခံဥပဒေရေးဆွဲရေးတို့သည်စစ်ရဲအောင်မြင်မှုထက်ပိုမိုအရေးကြီးပြီးညှင်းလုံကန်းစင်များသည့်ပြည်သူများထံမှဆင်းသက်လာခြင်းဖြစ်ကြောင်းတတိပြုကြရမည်ထက်ပါ၏။လက်ရှိတွင်စစ်ကောင်စီ၏ ဖြတ်တောက်ပိတ်ဆို့မုံနဲ့စစ်ကွဲရေးနောက်ဆက်တွဲရိုက်ခတ်မှုများကြောင့်ရခိုင်ပြည်သူများသည့်စမ်းနာရိခာစေးဝါးနှင့်အခြေခံလူမှုဘဝလိုအပ်ချက်များဖြတ်တောက်မှုကိုအပြင်းထန်ခံစားနေကြရပါတယ်။ရဲရှိလေကွန်းအခြေရင်းဆုံးနိုင်ပါက ULAAA အုပ်ချုပ်ရေးဘော်ယုံကြည်မှုကြဆင်းပြီးပြည်သူထောက်ခံမှုရော်နယ်လာခြင်းများကိုရင်ဆိုင်ရနိုင်ပြီးထို့ကြောင့်အုပ်ချုပ်ရေးတည်ငြိမ်မှုကိုအ мян ဆုံးအဖျန်အရေးကြီးနေပါတယ်။စီရေးအောင်မြင်မှုကိုထိန်းသိမ်းရင်းနိုင်ငံတကာဆက်ဆံရေးစိန်ခေါ်မှုများ အေအေတီရခိုင်ကမြို့နယ်စီလေးခုကိုတိမ်ပိုက်ထားတော့လေပင်လယ်ထွက်ပေါက်နှင့်ရေကြောဆိုးမိုးရဲ့တို့ရေပါတော့စစ်တွေကြောက်ဖြူနှင့်မန်အောင်မြို့များကြံနေသေးပါတယ်စစ်ကောင်စီသည်ရေကြောကိုအသုံးပြုယူစစ်သင်္ဘောများဖြင့်လိုအပ်သည့်လက်နက်ခဲယံနှင့်စစ်ကူတပ်ဖွဲ့ဝင်များကိုလက်ရှိတိုက်ပွဲဖြစ်နေသောစစ်တွေနှင့်ကြောက်ဖြူမြို့တို့တွင်အတားအဆီးမရှိဖြစ်တင်းခွင့်ရနိုင်ပါတယ်လက်ကြံမြို့များကိုတိမ်ပိုက်ရန်အာရခရအတက်တော်ကက စစ်ကောင်စီ၏ရေးသားအားသာခြင်းများကိုထိရောက်စွာခြေဖြတ်နိုင်မဲ့ view ဟာများချမှတ်ရန်တရားပေါက်လိုအပ်နေပါတယ်။စစ်ကောင်စီအတွက်လက်ရှိတွင်တဖုံ20ခုစစ်စင်ရေးစတင်ခဲ့သောရှမ်းမြောင်းနိုင်စင်ခေါ်မှုများရောင်းနေသွားခဲ့သဖြင့်ရခိုင်ဘက်ကပုံမောအာယုံဆက်ရန်အခွင့်အလမ်းရရှိလာသောကြောင့်ကြီးရေလေအင်အားတုံးတန်ဖြင့်ပြန်လည်တိုက်ခိုက်မှုများလည်းမကြခင်ပြုလုပ်လာွယ်ရှိနေပါသည်။ အခြားတစ်ဘက်တွင်ရခိုင်ကစီမံကိန်းများနှင့်ဆက်နွယ်၍တရုတ်နှင့်အိန္ဒိယတို့၏အကျိုးစီးပွားဆိုင်ရာစိုးရိမ်မှုများအပေါ်ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပြီးဘင်္ဂလားဒေ့ရှ်နဲ့အရေးကိစ္စကိုလည်းလုံခြုံရေးအရအရေးကြီးသောကိစ္စအဖြစ်ပြည်သူများကလည်းတက်သားတဲ့နားလည်ရန်လိုပါတယ် ULAAE စီရင်နှင့်နိုင်ငံရေးဆိုင်ရာစီမံမှုများသည်ယခုကာလတွင်နိုင်ငံတကာဆက်ဆံရေးစိန်ခုံမှုများကြောင့်ရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်သည်ကိုတတိပြုရန်လိုအပ်တဲ့ကဲ့သို့ နိုင်ငံကတိုင်းဝိုင်းဤလူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိရေးအတွက်လဲရှေ့ရှုရန်လိုအပ်နေခြင်းဖြစ်ပါတယ် ULA နောင်ရီရခိုင်ဒေါ်လာရေးတမန်ချောင်းတွင်လူထုယုံကြည်မှု အားကိုးမှုများကိုရရှိထားပြီးဘိုချုပ်ထွန်းမြတ်နိုင်ကိုလည်းရခိုင်လူထု၏မျော်လင့်ချက်အရှိဆုံးခရစ်တစ်ခေါင်းဆောင်ဖြင့်ရှုမြင်ထားကြပါသည်။သို့တော်လည်းယခုချိန်တည်းရခိုင်တို့၏ကံကြမ္မာကိုထုစစ်ပုံဖော်မှုအစပိုင်းကာလလာရှိသေးပြီး ULAAA အနေဖြင့်တရားမျှတသောအောက်ချုပ်ရေးရန်တရားကိုအောင်မြင်အောင်အကောင့်ထဲပေါ်နိုင်မလားဆိုသည့်ကိစ္စရပ်များရှိနေသေးပါသည်။ထို့ကင်ဆရာနာရှင်လတ်အောက်မှရခိုင်ပြည်အလုံးစုံလွတ်မြောက်ရေးအတွက်စစ်တွေ ကြောက်ဖြူနှင့်မန်အောင်မြို့ကင်မဟာမိတ်ဒေသရှိ စိမျက်နာတို့သည်လည်းဆက်လက်တိုက်ပွဲဝင်ရန်နှင့်စစ်ကောင်စီကိုဖိအားပေးရန်ရည်ကြီးလျက်ရှိနေပါသည် ULAAA အနေဖြင့်ယခုရရှိထားသည့်စစ်ရေးအောင်မြင်မှုများကိုရေရှည်တည်တံ့သောနိုင်ငံရေးရလဒ်အဖြစ်သို့ပြောင်းလဲရန်အခွင့်အလမ်းရှိတော်တယ်။လက်ရှိကာလသည် ရခိုင်စစ်ရေးနှင့်နိုင်ငံရေးအလားအလာကိုမြန်မာနေဦးတော်လန်ယူနှင့်တီးခြားလွတ်လပ်စွာခွဲထွက်၍မရနိုင်သေးပါဘူး။ထို့ကြောင့်ရခိုင်ပြည်သည့်အနာဂတ်နှင့်အလုံးစုံလွတ်မြောက်ရေးသည်လက်ရှိဆင့်အာဏာရှင်ကိုတိုက်ခိုက်နေသည့်တော်လန်ရွေးအင်အားစုများ၏မြမနိုင်ငံရေးကိုရှုမြင်ပုံနှင့်မဟာဗျူဟာကျသောခြေလှမ်းများအပေါ်တွင်ဆက်လက်၍ ွေမူတည်နေအောင်မိလေတဲ့ပါရခိုင်အရေးနဲ့ပတ်သက်ရင်ရခွေတက်တော့ခေါင်းဆောင်ပိုင်းကယူ